wanna sleep in cause I got something to prove I gotta take what I hate and finally make a move I think of you and all the shit you don't do Well I'ma make hella sure that I don't become you I ha! have no regrets, yeah I'll tie up my chest I'll never forget what it's like to be in debt stabbed in the back bed, i show you what happens That's with tattoos so you can't see Knew it from the start, you had problems with me And the things I could be, I just wish I had seen I feel this pain, you already know Turn that to gains, let my money show I've got these things that I can't let go Watch me turn this life into something that you can never own ဟယ်လိုဟယ်လိုဟယ်လိုညီကောင်မောင်မားတွေအားလုံးမင်္ဂလာရှိတဲ့ညကလေးဖြစ်ပါစေလို့ပထမဦးစွာနှုတ်ခွန်းဆက်သလိုက်ရပါတယ်။ Okay လက်ရှိမှာခဏလေးအဲဒီချင်းလေးတပုတ်လောက်ထပ်ဖွင့်ထားလိုက်အောင်မယ်။နည်းနည်းလေးလူလေးကနည်းနည်းလေးနဲနေသေးတယ်နော်။အော်လိုင်းရလည်းနည်းနည်းလေးကြာနေတယ်။ ပြီးတော့မိကလည်းပြက်နေတယ်โอเคကဲဟုတ်ပြီအဲ့ဒါဆိုရင်လည်းတကယ်စတိုက်ပဲစလိုက်တော့မယ်ဟုတ်ဘက်ထရီနဲ့ဆိုတော့အကြာကြီးလုံနေလို့အဆင်မပြေဘူးမိလစ်သွားလို့ရှိရင် တိုင်ပတ်သွားလိမ့်မယ်ပထမတော့ဟိုကျွန်တော်လည်း ဟိုးစာပဲလုံးမလို့ပဲအမ်ပုံမှန်ဟိုသာစာလေးပဲရေးပြီးတင်တင်မလို့ပဲဒါပေမဲ့ကိုကလည်းပြောထားပြီးပြီဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော် live ပြောဖို့တက်လာလိုက်တာပေါ့နော် okay အဲ့ဒါဆိုလို့ရှိရင်အာနုကဆယ်နဲ့ဘီဘောပွဲလေးပဲလူနေတယ်ဆိုရင်တော့တပွဲလောက်ပဲပြောလိုက်တော့မယ်လူများရင်တော့ပါဖိုးနဲ့ဗီလာရီရဲ့ပွဲပါဆက်ပြောပေးမယ် လူနှဲမယ်ဆိုရင်တော့အနုကဆယ်နဲ့ဟိုသာ AD ကိုပွဲစဉ်လေးတပွဲပဲပြောလိုက်မယ်လက်ရှိမီးပြတ်နေရဆိုတော့လေနော်နည်းနည်းလေးဘက်ထရီကိုလည်းငင်းညာခြင်းအချိန်ကိုလည်းငင်းညာခြင်းအဖြစ်ပေါ့ကဲဟုတ်ပြီအဲ့တော့လက်ရှိမှာအနုကဆယ်က6မဲ့ရထားတယ်3ပွဲကစားပြီးတော့ဘာဖူအာဘီဘာဝါတော့3မဲ့ပဲရထားတယ်နှစ်ပွဲဆက်ရှုံးနေရတယ်ပြီးခဲ့တဲ့ဘက်ကတော့ quarterback ကိုပြန်နိုင်ပြီးတော့3မဲ့ရထားတယ်နုကဆယ်က အချန်ပီယံလိမှာဘာစီလိုနာကိုရှုံးတဲ့တပွဲပဲရှိတယ်။ကျန်တဲ့ပွဲစဉ်ပိုင်းတွေကခြေစွမ်းပြန်ကောင်းနေတယ်။ပရီးမီးယားလိနဲ့ဆာလို့ရှိရင်ချန်ပီယံလိကိုအားထည့်နေတာသိတာတယ်။ပြီးခဲ့တဲ့တပတ်ကဝက်ဆန်ကို3ဂိုးတကိုးနဲ့ရှုံးထားတယ်ဆိုပေမဲ့အဲချန်ဟိုသာဒီနေ့ပွဲဆိုရင်တော့အားထည့်လိမ့်မယ်။ဘာကြောင့်လဲဆိုတော့ဘီဗီကာနဲ့မတိုင်ခင်ဘရိုင်တန်ကိုလည်း2-1နဲ့သူ့အနေနဲ့ရှုံးခဲ့ဘူးတယ်။ချန်ပီယံလိမကန်ခင်နေမှာရလဒ်တွေစိုးလေးရှိပြီးတော့ချန်ပီယံလိကိုတော့အနိုင် ကန်ကန်ဝါးတယ်ဒီလိုပုံစံမျိုးတွေ့ရတယ်ပေါ့နော်အဲအဲ့ဒါကအဲ့ဒီဘေဘီကာနဲ့ဘွဲစင်မှာမဟုတ်ဘူးဒီယူနီယံကော်ဇလင်းနဲ့ဆိုရင်လည်းအာဆင်နယ်ကို2-1နဲ့ရှုံးပြီးတော့မှယူနီယံကဇလင်းကို4-0နဲ့နိုင်တယ်ဒါကနျူကာဆယ်ရဲ့ပုံစံဟိုအထာလိုမျိုးတောင်မှဖြစ်နေလားလို့တောင်မှနည်းနည်းလေးကျွန်တော်တို့အံ့ဩသိမိရယ်ပေါ့နော်အဲ့တော့ဒီနေ့ဘွဲစင်မှာလည်းနျူကာဆယ်နေနဲ့တေချာပေါ့နိုင်ပွဲရောက်အောင်တော့စူးစမ်းလိုက်မယ်အဲ့ အာအင်္ဂွန်လည်းဖြစ်နေတာအတွက်ကြောင့်မလို့ဒီဘွဲသာနိုင်ခဲ့မယ်ဆိုရင်သူ့အနေနဲ့ရမယ်6မယ်လောက်ထိရရှိသွားနိုင်တာပေါ့နော်ဒါကတော့နူကာဆယ်ရဲ့အာအခြေအနေတစ်ခုပေါ့โอเคတစ်ဖက်ကဘီဘာဟိုကတော့လက်ရှိမှာကွာတာဘက်ကိုအနိုင်ရထားတယ်သုံးမဲ့ရထားတယ်ဆိုပေမဲ့လာလီဂါမှာတော့နှစ်ပွဲဆက်ရှုံးထားတယ်ဆိုစီတက်ကိုရောဘီဘာဟိုဥစားဟိုကျွန်တော်တို့ဂီတာဖေးကိုရောပေါ့နော်ခြေစွမ်းအရာတော့တော်တော်လေးဆိုးရွားနေတယ် ဒီနေ့ပွဲစဉ်မှာသူတို့ရဲ့အဓိကကစားသမား၂ယောက်ထဲ၂ယောက်လုံးမပါဝင်တော့ဘူးအာဝီလျံညီကို၂ယောက်လုံးအပြင်ကိုမှကွဲလဲရသူတို့ရဲ့အဓိကကစားသမားအိုဟမ်ဆန်နက်ပေါ့နော်မနေ့ကဟိုကျွန်တော်တို့ပရီးမီးယားလိအသင်းကြီးတစ်သင်းကိုရောက်ဖို့ခြေစွမ်းခြေစွမ်းမျိုးတွေ့ရတယ်ဒါပေမဲ့ဒန်ဟန်ပြဿနာကတော့တော်တော်လေးနှိပ်စက်နေတယ်ပေါ့နော် နူကဆေကတော့ဒဏ်ရာပြဿနာထွေထူးထူးမရှိဘူးလီဗာမန်တိုနဲ့ဝယ်ယူထားတဲ့ဝီဇာတို့လောက်ပဲရှိမယ်ကျန်တာကတော့သူတို့အဓိကကစားသမားတွေအကုန်လုံးပွဲထွက်လာနိုင်တယ်ဒီဘက်ကဂေါ်ဒွန်အနာပေးမလားပွဲထွက်လာမလားပွဲထွက်လာဖို့များပါတယ်ဘာကြောင့်လဲဆိုတော့ဂေါ်ဒွန်ကချန်ပီယံလိမှာတွင်းကိုပို့ပြီးတော့ရတယ်ပေါ့နော် တကယ်လို့ဂေါ်ဒွန်ပွဲမထွက်ဘဲနဲ့ဘာနန်စတို့မာဖီယိုသားမာဖီရိုတုံးပြူလာတယ်မယ်ဆိုရင်လည်းအဲ့လောက်ကြီးတော့ ကျွန်တော်တို့ပြဿနာမရှိပါဘူးဒါပေမဲ့တစ်ဖက်ကဟိုဒီဘီဘာအတွက်ကတော့ဒီလူစင်းနဲ့ဆိုရင်တော့မလွယ်တော့ဘူးလက်ရှိမှာလည်းဒဏ်ရာပြဿနာများနေတဲ့ဒီဘီဘာရဲ့ပြဿနာကိုဘယ်လိုဖြေရှင်းမလဲအခုလိုမျိုးပွဲကြီးပွဲကောင်းတွေမှာဒီသူတို့ရဲ့အဓိကကစားသမား၃ယောက်ပြီးွားလို့ရှိရင်အရန်တိုက်စစ်မှုဖြစ်တဲ့ San Jose ၄ယောက်လောက်ထိပေါ့နော်မပါဝင်တာကြီးကတော်တော်လေးစိုးမယ်ဒီပွဲရဲ့ အဖြေတော်မှဖြစ်သွားနိုင်တယ်ပေါ့နော်။ Okay အဲ့တော့အခြေအနေကတော့ကွာခြားမှုကြီးနေတယ်။ညီကဆရာတကယ်လို့ဒီဝန်သားနိုင်လာလို့ရှိရင်ရမှတ်9မှတ်လောက်နဲ့128ထဲကိုဝင်သွားပို့လာလာရှိနေတယ်။အဲ့ဒီကြောင့်မလို့ဟို play off play off မကန်ရအောင်တတ်နိုင်သမျှအဲ့ဥစားဖြစ်အောင်ပေါ့နော်ဟိုနောက်တစ်ဆင့်ကိုထားတယ်တမ်းပြီးတက်အောင်တော့ညကဆယ်နေနဲ့စူးစမ်းပြီးကစားလိုက်မယ် 2022ခုနှစ်မှာလူသိချစ်ချီပွဲအနေနဲ့တွေ့ခဲ့ပြီးတော့အဲ့ဒီတုန်းကတော့နူကာဆယ်အနေနဲ့2-1ဆိုရဲရလက်နဲ့အနိုင်ရရှိခဲ့တယ်။ကဲကျွန်တော်တို့တခြားချက်လက်လေးတွေကိုတစ်ချက်ကြည့်ကြည့်အောင်။အဲတခြားချက်လက်တွေနဲ့ဆိုလို့ရှိရင်ဒီနေ့မှာထိုးသားပါဆန်နေလေးကိုကျွန်တော်တစ်ချက်ပြောပြပေးမယ်ထိုးသားပါဆန်နေအရာအနုက၁၀က90ပြပါဦး90 986နဲ့994 ဒီလိုပဲဆင်မှာနီကဆေကိုလက်ရှိပြီးပါဦးရဲ့အရန်ပြဿနာတွေဒဏ်ရာဆင်းရဲတွေအဝေးကွင်းတွေလက်ရှိခြေစွမ်းတွေအရာနီကဆေကိုစိုက်တဲ့နယ်ဆိုပေမဲ့ဟိုပိတ်သက်တွေအနေနဲ့အဲကျွန်တော်တို့ဘီပါဟိုတောင်မှပို့ပြီးတော့စိုက်နေကြတယ်အအချိန်နေရတော့96ရာဂိုင်းလုံးဂိုးပေါ်ကိုတော့ပို့ပြီးတော့သဘောကျနေကြတယ်ပေါ့နော်အနေထားကတော့အဟောဂျင်စီကတော့နည်းနည်းတော့ကောင်းတယ်ဒီနေ့ပွဲစဉ်အတွက် ဂိုးခံမှန်းချက်ပေါ့နော်မနေ့ကတော့2စီ2စီ2စီခံမှန်းချက်ကတော့အာဆင်နယ်ကတော့ဒါတော်တော်လေးအဆင်ပြေသွားတယ်ပေါ့နော်မနေ့ကအာဆင်နယ်အပြည့်ရတယ်ပေါ့နော်အဲဂိုးခံမှန်းချက်လေးတွေကလည်းတစ်ခါတည်းကျတော့တူလို့ရှိရင်ကျွန်တော်တို့အတွက်အသုံးဝင်သွားနိုင်တယ်အဲတော့ဒီနေ့အတွက်ခံမှန်းချက်တွေက2စီ21 3 1ဂိုးပြတ်သွားမယ်ဂိုးမပြတ်ဘူးစသည်ဖြစ်ပေါ့နော်2စီ3 1ဆိုရင်တော့နျူကာဆယ်အနေနဲ့ကအောင်ပွဲခံရမယ် ဲ့အဲ2031ဆိုရင်ပေါ့နော်အပြေဝအောင်ပဲခံရမယ်21ဆိုရင်တော့အကျွန်တော်တို့50 60လောက်တော့ကျွန်တော်တို့ရင်းနှီးရမယ်ပေါ့နော်လက်ရှိအနေအထားမှာအာနူကဆယ်နေနဲ့စပြီးတော့တဲ့ကြီးမှာတလုံး30အဲ့ဒီကနေပြီးတော့တလုံး60လရှိတလုံး62ပေါ့နော်အနေထားအရာ အာပြသလို့ရှိရင်9ပေါ်9အောက်က3လုံး80 3လုံး60 3လုံး90 9ပေါ်9အောက်ကတော့ညော့တယ်အနေထားပြောရမယ်ဆိုရင်တော့အာ9ပေါ်9အောက်ကကျတော့ဒါဘီဘာကိုမသွင်းနိုင်တော့ဘူးဆိုတဲ့အနေထားမျိုးညကစတစ်ဖက်ထဲကသွင်းမယ်ဆိုတဲ့အနေထားမျိုးကြောင့်9ဈေးကတော့ကျတယ်အာဘော်ဒီဈေးကတော့အာတလုံး60ကနေပြီးတော့တလုံး62 ဆိုတဲ့အတွက်ကြောင့်မလို့ဘော်ဒီဈေးကတော့နည်းနည်းလေးပေါ့နော်ဒါဘလိုပဲဖြစ်ဖြစ်သဘောကျစရာကောင်းတဲ့ဘော်ဒီဟိုဈေးမျိုးနှုတ်ခဆနှလုံးပြက်လောက်မယ်ဆိုတဲ့ပုံစံမျိုးကိုတော့ကျွန်တော်တို့သွားတွေ့နေရတယ်အဲ့တော့ဒီနေ့ဘွယ်စင်အတွက်အဲကျွန်တော်တို့အပြည့်အဝသုံးသပ်ရမယ်နောက်ဆုံးသုံးသပ်ရမယ်ဆိုရင်တော့ဒီနေ့ဘွယ်စင်ကနှုတ်ခဆနဲ့ပဲကျွန်တော်တို့ရက်တည်ရမှာပဲဘာကြောင့်လဲဆိုတော့နှုတ်ခဆရဲ့လက်ရှိချိန်ဇွမ်းပြီးသွားလို့ရှိရင်ဘီဘာဝရဲ့ဒဏ်ရာပြဿနာ ဒီကစားသမားတွေသာမပါဝင်ဘူးဆိုရင်တော့ဒီကစင်နဲ့ဘီပါအိုနဲ့အခြေအနေကတော်တော်လေးကွာခြားချက်ကြီးမားနေနေမယ်။အာဘီပါအိုရဲ့နောက်ဆုံးကစားသွားတဲ့နှစ်ပွဲရဲ့ခြေစွမ်းကလည်းတော်တော်လေးအားရစရာမကောင်းဘူး။ဆိုလိုတာကဆူစစ်တက်လိုမျိုး ပွဲစဉ်မျိုးမှလည်းသူ့အနေနဲ့အာရှုံးနေခဲ့တယ်ရှုံးနေခဲ့တယ်ဆိုရမယ့်အပြင်ကိုခြေစွမ်းအရာလည်းသဘောကျစရာမကောင်းခင်ဘူး။အဲ့တက်စားလို့ရှိရင်အိမ်ကွေးမှာဂီတာဖေးကိုရှုံးသွားတဲ့ပွဲရဲ့ခြေစွမ်းကတော်တော်လေး စိုးရွားတယ်လို့ကျွန်တော်အနေနဲ့ပုံပွင့်လင်းလင်းပဲပြောရမှာပေါ့နော်အဲဒီ graphic ကကိုးသွင်းသေးကြလို့ရှင်ဒီထက်တော့ကိုးပြတ်သွားနိုင်တယ်အဲ့တော့လက်ရှိအနေအထားကတော့ Nikon ဆင်နဲ့ပဲကျွန်တော်တို့ရက်တည်ရမယ်။တလုံး60ဆိုတဲ့ပုံစံမှာတော့ကျွန်တော်တို့ပြား60ရင်းပြီးတော့ကြည့်ရမယ်။ Sony CC ဂုံးဝင်သွားမယ်ဆိုရင်တော့အဲ Nikon ဆင်တိုက်စစ်ကအဆုံးသက်တာကောင်းသွားမယ်ဆိုရင် 2C 3C ကတော့ကျေးဇူးပါဖြစ်သွားနိုင်တယ်ပေါ့နော်။တခုရှိတာကတောက်လျှောက်음ကျွန်တော်တို့ ချန်ပီယံလိတွေကဟိုဂိုးတွေပေါ်တယ်တောက်လျှောက်ကျွန်တော်တို့ထိုးသားတွေစားရတယ်ပုံစံမျိုးသွားနေရနေပြီးတော့ပြီးခဲ့တဲ့မနေ့ကပွဲစဉ်မှာကတော့နည်းနည်းလေးထိုးသားတွေထိမှန်မထားတဲ့ရလက်မျိုးတွေကျွန်တော်တို့တွေ့ခဲ့ရတယ်ဆိုလိုတာတိမ့်တွေပေါက်နိုင်မယ်လို့ထင်ထားတဲ့နာပိုလီကျိတ်တွေပေါက်ဂိုးပေါ်မယ်ကိုဂိုးပေါ်ဈေးတွေလည်းမြင့်နေပေါ့နော်ဒီ3လုံး90ကနေပြီးတော့4လုံး9ဟို4လုံး60လောက်အထိ ါကိုဘော့ဈေးတွေမြင့်တက်လာတဲ့မော်နာကိုပွဲစဉ်မျိုးတွေဒီပွဲစဉ်မျိုးတွေကိုမပေါ်တာတွေအမှတ်လိုအပ်ချက်ကျိသေးပေါက်ရှိနေတဲ့ဂျူမင်တက်အဲအနည်းဆုံးတီလောက်ကစားနိုင်နေဆိုတဲ့ရီယယ်မက်ထရစ်စတဲ့ပွဲစဉ်ကျိကိုပေါ်နိုင်တဲ့ PSB ဒီလိုပွဲစဉ်တွေပေါ့နော်တခါမထင်မထားလောက်ရအောင်တော်တယ်ဟော့စ်ဘာထကောင်းနေပေါ့ဒီလိုမျိုးကျွန်တော်တို့မနေ့ကဂိုးပေါ်တွေလည်းပျောက်သွားတယ်အာအာဆင်နယ်ပွဲဂိုးပေါ်တယ်အဲ့ပွဲကတော်တော်များများဂိုးအောင်မယ်လို့ထင်ထားကြတာပေါ့နော် ပြီးသွားလို့ရှိရင် AD ကိုကိုပေါ်မယ်တော်တင်ဟော့စ်ဘာကိုပေါ်မယ်၃ဘွဲလောက်ပဲကိုပေါ်ပြီးတော့ဂျန်နယ်ဘွဲတွေကျွန်တော်တို့ကိုတော်တော်များများအောက်သွားတာကိုတွေ့ရတာတစ်ချက်ထင်မဲ့မထားတဲ့ဟိုကျွန်တော်တို့မထင်မထားတဲ့အဖြေတွေထွက်လာတာတစ်ချက်ကြောင့်ချန်ပီယံလိရလည်းသတိထားစရာကောင်းအောင်ပဲအနေထားမျိုးကိုရောက်လာတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒီနေ့မှာကျွန်တော်တို့အာနူကာဆယ်နဲ့ဘီဘာဘူကတော့ဘလို့ပဲဖြစ်ဖြစ်နူကာဆယ်လက်ရှိချိန်ဆန်းအရာနိုင်တဲ့ ဟိုချေးကြနိုင်တဲ့နေဆိုပေမဲ့ကျွန်တော်တို့1021နဲ့ဟိုဒုက္ခပေးသွားနိုင်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ညီကိုရေကစားတဲ့ခါကျရင်နည်းနည်းလေးထိမ့်သိမ့်သိမ့်လေးကစားဖို့လဲကျွန်တော်အနေနဲ့မှာချင်ပါတယ်အဲ့တော့ဒီနေ့ကတော့ဟိုမီလဲပြတ်နေတယ်အင်ဗာတာနဲ့ဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ နုကဆယ်ဘော်ရီကိုပဲကျွန်တော်သုံးသက်ရင်းနဲ့ဒီပွဲစဉ်တပွဲလောက်ပဲကျွန်တော်ပြောပြသွားပါတော့မယ်။နော်နောက်နေ့မိလာတဲ့ခါကျတော့မှပဲပွဲတွေများများပြောပြပါမယ်။အားလုံးကျေးဇူးများအိုက်တင်ပါတယ်ခင်ဗျာ။